ငဖယ်လုံးရောအဓိကကတော့ကျွန်တော်ကိုရောင်မုတ်ဒီမှာကျွန်တော်ပိတ်ဆွဲလေးရယ်ငဖယ်လုံးရယ်တခြားကြောက်လည်းငါးကောင်းအဓိကကတော့ငါးကောင်းဟင်းယူပေါ့နော်ငါးကောင်းဟင်းယူမှာငဖယ်လုံးနဲ့တွဲပြီးတော့စားရတဲ့အစအစတံမျိုးပေါ့နော်ဟုတ် ဟုတ်ကဲ့ပါအခုကျွန်တော်ရောက်ရှိနေရကြတော့မန္တလေးအဲကျွန်တော်စကိုင်းလမ်းမမှာရှိရခိုးရောင်ရောင်တော့ရောက်ရှိနေရဖြစ်ပါတယ်ခိုးရောင်ရောင်မှာခိုးရောင်မုတ်တီဆိုတာတကယ်နာမည်ကြီးပါတယ်အဲ့အတွက်ကြောင့်နှစ်ပေါင်း80 80ကျော်ပြီဖြစ်တဲ့ခိုးရောင်မုတ်တီဆိုင်ဒေါ်အင်းမြဆိုင်ကိုရောက်ရှိနေရဖြစ်ပါတယ်အဲ့ဒေါ်အင်းမြဆိုင်မှာခိုးရောင်မုတ်တီကဘယ်လိုလုပ်နေလဲဘယ်လိုတမိုင်းချောင်းတွေရှိလဲဆိုတာကိုတော့ကျွန်တော်တင်ဆက်ပြောပြပေးပါမှာဖြစ်ပါတယ်ဟုတ်မေးမြင်္ဂလာပါဟုတ်ကဲ့အသားကဒီပေါ့နော်ခိုးရောင်ရောင်ရောက်ပြီရောက်ပြီဆိုတော့မေးဒီမှာခိုးရောင်ကြွားမှာခိုးရောင်မုတ်တီကိုမေးရောင်းလာတာဘယ်နှစ်နှစ်လောက်ရှိပါလဲ တော်လေးကြောင့်ကြာပြီမသိဘူးညီတော်ကတော့ဟုတ်ကြာဟုတ်ညီတော်ကခုနောက်ပြည့်တယ်ညီနေကျွန်မနဲ့မန္တလေးဘက်ကိုကြွားရအောင်မန္တလေးဘက်ကိုအမေကျွန်မမလိုက်ခင်တော့အမေကရင်ရောင်းနေတာပေါ့မျိုးဟုတ်ကဲ့ခင်ဗျာဟုတ်ငယ်တော့ဟုတ်ကဲ့ခုအမေအသက်ကြီးတော့ကြာကျွန်မတို့သားမင်းယောက်ကြွားရအောင်တာမျိုးမျိုးမန္တလေးကိုလေဟုတ်ကဲ့မနေ့လေးနိုင်တို့ကလည်းထထွားတာမန်ဟိုဟာဘဝဝင်ကိုမနေ့ဟိုဟာဒီကနေ့လေးနိုင်တို့ထထွားရင်ဟုတ်စက်လေးနဲ့သွားတာဟုတ်ကဲ့သွားပြီဆိုရင်ဟိုကျရင်ကိုကလောက်ရောက်တယ်9နိုင်ကို9နိုင်လောက် မန်လေးကောဝင်သိကိုရောက်တယ်နောက်ကြတော့အဲ့မော်တော်ခေတ္တရကုံသွားတော့ပျောက်သွားတော့ဒီမှာပဲကျွန်တော်တို့ထွက်တာဒီမှာထွက်တာတော့ဟုတ်ကဲ့ခုနှစ်နှစ်ရှင်းနှစ်လောက်တော့ရှိပါပြီဟိုလိုကြီးတော့နှစ်တတားနဲ့မကြသေးဘူးလုံးလုံးရှိရင်တော့ခုနှစ်နှစ်ဟောဒီမှာခုနှစ်နှစ်လောက်တော့ရှိပြီခိုးလုံးနေရအမေကဒီမန္တလေးတီကိုသွားရောက်မှာဟုတ်ကဲ့ဟုတ်ကဲ့အခုလို့ရှင်မေကြီးတုတ်တယ်ခိုးတော်မုတ်တီလို့တောင်းစားကြည့်ခြင်းနဲ့အဲ့တတောင်းတောက်တပွဲလောက်ပြင်ဆင်ပြီးပါပြီးတော့အာလုံးနေနေမှာဘာတွေပါလဲဆိုတော့တောက်လည်းနည်းနည်းပြောပြပြီးတော့နော်မန္တလေးရဲ့ ဟုတ်ကဲ့ဟုတ်ပြီငငနေရတယ်တချို့ကြတယ်မကြိုက်တော့မကြိုက်ဘူးထည့်မသားကြမတူသေးထည့်လိုက်မယ်ဟုတ်ကဲ့ထည့်လိုက်ပါဒီတော့ဒါဆက်ဆက်မုံကမုံလေးထည့်တယ်ဟုတ်ကဲ့အဲမုံဟုတ်ကဲ့ကြောင်ကြစီပေါ့နော်ပေါင်လို့ပဲမုံပဲမုံပဲချက်မုံပေါ့နော်ပဲချက်မုံပဲချက်မုံထည့်ပြီးဒါငရုပ်တီးကတော့ ိတ်ကြိုက်အဲထဲထဲဆိုင်ကဘောတော့ဒါရောင်းရင်ရောင်းရင်မဟုတ်လို့တော့ရောင်းရင်ပြီးလေးပါဒါလေးရောင်းရင်ဟုတ်ကဲ့နော်ဟုတ်ရတော့ဒါဆင်းလေးပြီးပါဟုတ်ကဲ့ချက်ပါဟုတ်ကဲ့နော်ဟုတ်ကဲ့ဒါငရေဒီ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 ရောင်းဝေးရာတွေ့ကတော့စနေတော့ဖယ်လေးကြိုက်မယ်နော်ဟုတ်ကဲ့ဒါကြောင့်ဒီဟုတ်ကဲ့ ဲ့နော်ဟုတ်ကဲ့ခင်ဗျာသူရတော့ဟိုကတချို့ကြလဲဟုတ်ကဲ့မကြိုက်ကြဘူးမကြိုက်တော့နေရိုးလေးထည့်လိုက်ကြဟုတ်ကဲ့ခင်ဗျာအခုဆိုလို့ရှိရင်တော့ကိုတော်မုတ်တီစစ်စစ်တပွဲတော့ရရှိလာပြီပေါ့နော်အရသာဘယ်လိုလဲဆိုတော့ပြီးမှရည်စမ်းကြပေးပါမယ်ဟုတ်မကြီးဒါရီကဘာလဲမသိဘူးဘာသက်တော့နာနေမှာဟုတ်ကဲ့မောင်လေးပိတ်ဆယ်လို့ခေါ်တယ်ဟုတ်ကဲ့ခင်ဗျာဟိုဟင်းကြိုရေးတဲ့ပုံနော်ဟုတ်ကဲ့ဟုတ်ပပဟိုမားတို့ကကြတော့ဈေးဝယ်ရင်း မမလို့ရှင်ညွှဲတော့ပပလေးလီးပြီးတော့ဟုတ်ညွှဲတော့ခတ်ပြီးချပြရတာဩဒေဝယ်လေးမာပြီးဆိုဒီလိုလေးနှွားတာပေါ့ဩဟုတ်ကဲ့နှွားပြီးနှွားပြီးသားလေးပေါ့နော်နှွားပြီးအဲ့အဲ့မှာပြုတ်ညွှဲတဲ့အိုးထဲမှာပြုတ်ပြီးတော့မဖဲလုံးလေးရယ်ဟုတ်ကဲ့ဒါလေးရယ်ကိုညွှဲရေးချပြရတာဟုတ်ကဲ့ချက်ကြလဲငါးကောင်းညွှဲနေတဲ့ဟုတ်တွဲပြီးတောက်ကြတာဩဟုတ်ကဲ့အတုတ်လဲစားလို့ရတယ်ငါးချက်ညူရပန်းနေအင်းထဲဖို့ပေါ့နော်အင်းထဲမှာအမဒီကြလေးကဘာလေးထည့်ထားတာလဲ ောင်လေးအဲ့အလေးရဟောပါတယ်မုံကျွကျော်ကျန်တဲ့ကြောက်ကိုကျော်ထားတာဩဟုတ်ကဲ့ခင်ဗျအဲ့လေးရတယုံနန်နန်လေးရနောက်ပြီးတော့ဒါကျတုံမျိုးကျော်လေးကိုမားတို့ကထောင်းထားတာဩဟုတ်ပါပို့ပြီးမွေးအောင်လို့ဟုတ်ကဲ့ခင်ဗျထောင်းထားပြီးတော့ဒီဟိုကတယုံမျိုးကြီးခက်လိုက်နော်ဟုတ်ကဲ့မားခက်လိုက်မောင်လေးလည်းနားလေးကိုမှွေးနေအောင်ဟုတ်ခက်လိုက်မယ်နော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါအခုဆိုလို့ရှင်တော့ကျွန်တော်တို့ခိုးတောင်ရွာက ိုတောင်မုတ်တီစစ်စစ်ကိုကျွန်တော်ရရှိပါပြီဖြစ်ပါတယ်အဲခိုတောင်မုတ်တီမှာဆိုလို့ရှိရင်ခုနကပြသွားတဲ့အတိုင်းပဲပေါ့နော်တကယ်ဟိုပေါ့နော်ဒီမုတ်တီရဲ့အရာတာဘယ်လိုရှိလဲဆိုတာတော့ကျွန်တော်ပြည့်တဲ့ကြီးကိုစားပြပါမှာဖြစ်ပါတယ် ရတာတော့တကယ်ဟိုပေါ့နော်ကျွန်တော်တို့ဟိုရိုးရတကယ်မုတ်တီစစ်စစ်အရလာတိပေါ့နော်ကျွန်တော်ဟင်းလိုလေးတောက်ကြည့်မယ်ဟာခုနကကပိတ်ဆွဲလေးလည်းပါတယ်ငဖယ်လုံးအောင်အဓိကကတော့ကျွန်တော်ကိုရောင်မုတ်တီမှာကျွန်တော်ပိတ်ဆွဲလေးရယ်ငဖယ်လုံးရယ်တချို့ကကြောက်တယ်ငါးကောင်းအဓိကကတော့ငါးကောင်းဟင်းယူပေါ့နော်ငါးကောင်းဟင်းယူလို့မှာငဖယ်လုံးနဲ့တွဲပြီးတော့စားရတဲ့အစားအစာတစ်မျိုးပါပေါ့နော်ဟုတ်ဒီဘက်မှာလည်းကျွန်တော်တို့ဒါနန်းနန်းမင်းအော် sorry အဲဒီဘက်မှာလည်းပေါ့နော်ကျွန်တော်တို့အာဒါပဲပင်ပေါင်းချိန်လေးနဲ့ပေးရတယ်ပေါ့နော်ဒီမှာဒီလိုရှိရင်ပဲပင်ပေါင်းချိန်လေးနဲ့ထည့်ပြီးတော့စားလို့ရတယ်ဟုတ်โอเคစကိုင်းမင်းကုန်းလမ်းမှာရှိတယ်ကျွန်တော်တို့ခိုးရောင်ရွာမှာအဲခိုးရောင်မုတ်ဒီစစ်စစ်ကိုလာရောက်စားသုံးမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ည60 80ရှိတယ်ကျွန်တော်တို့အပွားဒေါ်အင်းမြင့်ဆိုင်မှာလာရောက်ပြီးတော့ခိုးရောင်မုတ်ဒီစားဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်ဒါကတော့ခိုးရောင်မုတ်ဒီ ဆက်စစ်ပါဟုတ်ကဲ့အခုဆိုလို့ရှင်တော့ကျွန်တော်ခူရောင်မုတ်တီကိုစားခဲ့တာဖြစ်ပါတယ်အဲခူရောင်မုတ်တီရဲ့တမိုင်းကိုပြောပြမယ်ဆိုလို့ရှင်ပေါ့တော့ကျွန်တော်အဲဒီခူရောင်ရွာကနေပြီးတော့အဓိကစခဲ့တာအဲဒီကြောင့်ခူရောင်ရွာကနေပြီးတော့ကျွန်တော်တို့အဲခေါင်းရက်တယ်လေးတွေတွားပြီးတော့ကျွန်တော်တို့မန္တလေးဂုံးဝင်စိတ်စကိုင်းစတဲ့နေရာကိုဖြန့်ချက်ပြီးတော့ပေါ့နော်ဟိုရောင်းခဲ့တာအဲ့အတွက်ကြောင့်ခူရောင်မုတ်တီရဲ့တမိုင်းကိုသိချင်လို့ရှင်တော့ခူရောင်မုတ်တီခေါင်းရွာမှာရှိတဲ့ခူရောင်မုတ်တီကိုလာရောက်စားသုံးဖို့အတွက်ပြောပြပေးချင်ပါတယ်